တပွဲကတပွဲမာမကျော်အောင်လို့ပူပူနွန်းနွန်းနဲ့ flavor the moment ဆိုတဲ့အတိုင်းပစက်ထဲထဲတက္ကနာမှာအရသာရှိရှိပြပြဝဝနဲ့ဂျိုးဂျိုးချွတ်ချွတ်တက်ချာလေးစားကြရင်တော့ပတီတူကော်နာကမှပါမဖြစ်ပေပေါ့နော်လုံလဒီနေ့မှာအစ်စ်ထုတ်ထားတဲ့ white coffee blue sauce လေးကိုအထူးတက်လဲမိလာခဲ့ပါတယ် sauce လေးကသူကြီးဆိုလို့ရှိရင်အချင်းတက်နည်းနည်းအစိမ့်တက်နည်းနည်းနဲ့ smoky ဖြစ်ဖြစ် barbecue ရဲ့မွေးတဲ့အနံအချိုးထက်ပပလေးအဲ့လိုမျိုးအရသာတွေက တစင်ကျွမ်းလာပြီးတော့ဘယ်အရသာမှဘိုးဖြစ်မနေပဲအကုန်မျှနေတဲ့အတော့ကြောင့် sauce အစ်စ်လေးတစ်ခုမီလိုက်ရလို့သဘောချမိပါတယ် OSP ဖြစ်တဲ့ seasoning နဲ့ fries 2ကိုမွေတဲ့ပုံစံကလည်း potato corner ရဲ့ signature ပါ cheese seasoning မှာနေထားတဲ့အာလူကြော်လေးကတူကြီးဆိုလို့ရှိရင် cheese အရာတောင်ငန်းစိတ်ကလေးကိုဦးစားပေးထားရပါမယ်။ barbecue white sauce နဲ့တွဲလိုက်တဲ့အခါမှာအစိမ့်အရာတာကပိုပေါ်လွင်လာပြီး bold ဖြစ်သွားပါတယ်။အရာတာအစ်စ်တကူဖြစ်လာပါလိမ့်ရော။စီလုံးဝဆက်ထားပြီးကျွရနေလို့ ဝါလို့တိတ်တိတ်ကိုကောင်းပါရဲ့ကျန်ရီကွန်ကျော်ကလေးကလည်း barbecue seasoning နဲ့ alive version ဆုံးလို့ထင်ခဲ့ရတာကနီအခု sauce လေးနဲ့ပေါင်းလိုက်တော့ double flavor ဖြစ်ပြီးရောဆားရမရက်ချင်လောက်အောင်ပါပဲ barbecue အနံ့လေးရလည်းအယောင်မွေးလာပြီးတော့ပို့ပြီးတော့ပို့ပြီးတော့စားချင်စိတ်ကိုဖြစ်စေပါရဲ့ Crispy Seasonal Squid Ball ဆိုလို့ရှိရင်အဆက်ကြိုက်တဲ့သူတွေ try တဲ့နဲ့ Chew Chef Printer အရာပါလားဒါပေမဲ့သူ့ချီဆိုဆက်တဲ့ဟာကို White Barbecue Sauce နဲ့ပေါင်းလိုက်တော့ Chow Chin Sam Mui Flavor အစ်စ်ကလေးဖြစ်သွားပါတယ်အဆက်အရာထားကလည်းငကိုစီစီနဲ့နေတုံးကလောက်မဆက်တော့တဲ့အတွက်ကြောင့်စားရတာမှာအဆက်အရာမစားနိုင်တဲ့သူတွေအတွက်ရောအဆင်ပြေသွားပါတယ်ပေါ့နော် အသားကြီးကိုလုံထားတဲ့ chicken pot လေးဆိုလို့ရှိရင်ကြကြော်လုံးလေးကို sauce အသစ်ကလေးနဲ့တွဆားရတယ်လို့မို့လို့ new experience လေးကိုရချင်ပါပါဒီ menu လေးဆိုလို့ရှိရင်ခလေးလေးတွေရောကြိုက်ကြမယ်လို့လုံးဝထင်ပါတယ် ပိုတူတူကနာရဲ့ချီဆော့ဆစ်ကနော်ကိုဒီတိုင်းစားရအောင်လုံးဝကြိုက်ပြီးသားပေါ့နော်။ဒါပေမဲ့ကိုနော်ကိုလုံးကဆော့စ်နဲ့ပထမတစ်ခါတော့ငါတခုလုံးအပြည့်နှစ်လိုက်ပြီးတော့ဆော့စ်ရဲ့အချင်းရတာကတော်တော်ပေါ်သွားပါရဲ့။ဒါနဲ့နောက်တစ်ခါတော့လိုတလောက်လေးပဲတို့ပါတော့တယ်။အဲ့ခါကျတော့မလုံးကြိုက်တဲ့ကိုတော့ရဲ့ငကူအရတာကိုမပုံတော့ဘဲနဲ့ပိုတက်ပိုတဲ့အရတာမျိုးကိုရှာပါရဲ့။ ဖူတီတုံးပေါ်နာမှာကအာလူးကြော်လေးအပြင်ခုလိုမျိုး chicken pop လေးရောကျွရွနေပြီးဝါကောင်းလို့ဆိုင်းရမရချင်နဲ့ကျင်းကြီးခုံကြော်လေးရောအီအီဆက်ဆက်နဲ့တလုံးပြီးတလုံးဆိုင်းမိချင်မယ် squid ball လေးရော crab နဲ့လည်း like အရသာလည်းရှိပိုက်လည်းဝါတယ်ကိုနော့လေးရောအစုံရလို့ texture ကိုစုံနေရောပါပဲ လုံးအနေနဲ့ barbecue white sauce လေးကိုထပ်ချဖြစ်အောင်မလားဆိုရင်တော့အုံမှန်အရသာတွေကိုညှိနှိမ့်ရနေပြီး double flavor မြင့်ချင်တဲ့နေ့တွေမှာထပ်ပြီးတော့ဝယ်စားမိအောင်ပါပါဒီတော့အဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီဒီမှာပြန်ဆောင်ကြပါမယ်တက်တာ